အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ရောက်ကတိနဲ့ချွေးမရုရဲ့ဇလန်းလေးကိုတင်ဆက်ပေးကြပါမယ်ဇလန်းလေးရဲ့အစမှာတော့တက်သားကြော်လေးတယောက်ကောင်မလေးကိုလက်ထက်ခွင့်တောင်းဖို့သူ့ဘော်ဒါ FA လေးကိုအကြံဉာဏ်တောင်းနေတာနဲ့စတင်ထားပါမယ်သူကိုယ်တိုင်တော့ FA ဖြစ်နေပါတယ်ဆိုမှအကြံတောင်းတဲ့ကြော်လေးကိုသူ့ဘော်ဒါပြောင်းကြီးကဝူရှူဝါရှားလုပ်ပြီးတော့လက်ထက်ခွင့်တောင်းတာအကောင်းဆုံးပဲလို့တောက်တလွဲအကြံဉာဏ်ပေးလိုက်ပါတယ် အိမ်မှာတော့ကြော်လေးစော်များများညစာပြင်းနေတဲ့အချိန်မောင်ကျော်ရောက်လာခဲ့ပြီးတော့ဒူးထောက်လက်ထက်ခွင့်တောင်းချလိုက်တော့များများလည်းမူမရစေအောင်ဆိုပြီးတော့ကရင်ပေါ်တန်းရောက်သွားရပါတယ်။နောက်နေ့မနက်မှာတော့သူ့အဖေဦးကျော်ကြီးဈေးရုံမှာအသေးအံဖြစ်နေကြောင်းဈေးရုံကအကြောင်းကြားလာခဲ့ပါတယ်။အဖေအသေးကန်းပြတ်ထားတဲ့ကြော်လေးကသွားမတွေ့ကျင်ခဲ့ပေမဲ့များများကအဖေဆိုတာကအနန္တောအနန္တခိုင်းဝင်ဘာညာဆိုပြီးတော့နားချလိုက်တော့ဈေးရုံကိုလိုက်သွားဖို့ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ဆေးရုံကဆင်းလာတဲ့ဥကြော်ကြီးကိုအနီးကဆောင်းရှောက်ဖို့တားကြော်လေးနဲ့ကျွေးမများများတို့အိမ်မှာနေထိုင်ဖို့ဖြစ်လာခဲ့ပါတယ်။တကယ်တော့အများများကသူနာပြုတယောက်ဖြစ်ပြီးတော့ရောက်ကတိကိုကိုပြည့်ရင်ပြီးဆောင်းရှောက်ပေးခြင်းလို့ဒီအိမ်မှာထားဖို့အဆုံးပြတ်ထားခဲ့တာဖြစ်ပါတယ်။တရက်တော့ချက်ပြုတ်စားဖို့ဈေးဝယ်ပြန်လာတဲ့များများကကြော်လေးတယောက်ငွေချေးနေတာတွေကိုတွေ့လို့မေးကြည့်လိုက်တဲ့အခါမှာတော့သူတို့မင်္ဂလာဆောင်ဈေးလိုနေလို့ငွေချေးနေတာဖြစ်ကြောင်းသိလိုက်ရပါတယ်။ များများလည်းမြန်မာနိုင်ငံကကောင်းမလို့မဟုတ်ဘဲနဲ့မင်္ဂလာဆောင်ဖို့အတွက်အက်လောက်မလို့ဘူးအချင်းချင်းလောက်ဆိုတော်ပါပြီမကြီးပါနဲ့လို့တောင်းဆိုလိုက်ပါတယ်။အိမ်ရောက်တော့ဥကြော်ကြီးတယောက်သူသားရဲ့ငွေရေးကြေးအခက်အခဲကိုကြားလိုက်တော့စိတ်မကောင်းဖြစ်သွားခဲ့ရပါတယ်။ငယ်စဉ်ကတည်းကသူတို့သားမိနေရောက်ကိုအလုတ်ကြောင်းပြပြီးပြစ်ထားခဲ့တဲ့ဥကြော်ကြီးတယောက်အတိတ်အကြောင်းကိုစဉ်းစားရင်းနဲ့သူ့အမားတွေအတွက်နောင်တရလာခဲ့ပါတယ်။မင်္ဂလာဆောင်ကိုတခန်းတနာဖြစ်ချင်နေတဲ့ကြော်လေးနဲ့များများတို့နှစ်ယောက်သားစကားများနေကြတဲ့အချိန်ဥကြော်ကြီးရောက်လာပြီးတော့သူတို့နှစ်ယောက်ရန်ဖြစ်နေရတာ သူ့ကြောင့်ဖြစ်ရတယ်ထင်ပြီးတော့စိတ်မကောင်းထက်ဖြစ်နေပြန်ပါတယ်။လင်းနဲ့မရဆိုတာရှာနေသွားလို့ပဲဘလို့ပဲရန်ဖြစ်နေပါစေ။ညရောက်တော့ဒုံးစံအတိုင်းတီးထုံနေလို့နှက်ပြေရောက်ကုန်ပါတယ်။မနေ့ကျတော့ခြံထဲမှာတာဖနေအောင်ကြောင်ထဲကျွက်လို့စကားများနေချရပြီးတော့ကြော်လေးကသူ့အဖေကအမေဖြစ်သူရဲ့နောက်ဆုံးခီးလေးကိုတော့မလာနိုင်တဲ့အတွက်အပြစ်တင်ပြောနေခဲ့တာဖြစ်ပါတယ်။တကယ်တော့ဥကြုံမလာနိုင်ဘူးဆိုတာကလည်းအလုပ်တွေရန်ကြိုးစားနေပြီးတော့သူတို့သားမိနေအောင်တင်တောင်းတင်းနေနေထိုင်ဖို့အလုပ်တွေပြီးရင်လည်းမလာနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့တက်ထဲမှာတာဝန်ထမ်းဆောင်နေရင်လည်းတပတ်လောက်ကြာတော့ခွင့်ရရလို့အိမ်ပြန်လာတဲ့ကျော်လီကခြေစနီးများများနဲ့သူ့ဖေဦးကျော်ကြီးတို့နဲ့ရောအတူတူချက်ရင်းနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြပါတယ်။အဖေဖြစ်သူကတော့တားရဲ့မင်္ဂလာဆောင်အတွက်ငွေလိုနေတာကိုသိတော့ဒီအချိန်လေးမှာလိုအပ်တဲ့ငွေကိုထုတ်ပေးလိုက်တော့ကျော်လီအခက်ခဲကလည်းအဆင်ပြေသွားခဲ့ပါတယ်။တာဝန်ချိန်ကိုပြန်ရောက်လာတဲ့ကျော်လီတယောက်လက်နက်ကုံတွေကိုဖမ်းရမယ့်စစ်စင်ရေးကိုပါဝင်ရမှာဆိုတော့သူတို့တက်ခွဲကိုဥဆောင်မဲ့ပိုးကြီးကဒီမစ်ရှင်အတွက်လိုအပ်တာတွေကိုရှင်းပြနေခဲ့ပါတယ်။ ဒီမစ်ရှင်ကလည်းအသက်အရွယ်ရှိတာဆိုတော့အိမ်ကိုပြန်လာအသက်ဆက်ဆက်မိမကိုနှုတ်ဆက်ပြီးတော့ကောင်းကောင်းမွန်မွန်နေဖို့မှာကြားနေခဲ့ပါတယ်။မနေ့ရောက်တော့အိမ်ကနေသွားကန်ဒီကြော်လေးကိုဖခင်ဦးကျော်ကြီးကအနေရကင်းဖို့နဲ့ကိုကိုကိုဆောင်းရှောက်ဖို့မှာရင်းနဲ့တားဖနေအောင်ပြေဖက်လိုက်ကြပါတယ်။သူဇနီးကိုတော့နှုတ်ဆက်နန်းလေးပေးရင်းနဲ့ကြော်လေးလည်းဒီကနေထွက်လာခဲ့ပါတယ်။ကျော်လေးထွက်သွားပြီးခဏကြာတော့ဝမ်းနေနေတဲ့များများကိုဥကျော်ကြီးတယောက်ကိုဖိရင်ဖိနှစ်သိမ့်ပေးနေခဲ့ပါတယ် ရန်နေငယ်ကြတော့သူနာပြူမာလီများများကအလုံမဝမ်းနေနေလို့တငယ်ချင်းဖြစ်သူကနှစ်သိမ့်ပေးနေခဲ့ပါတယ်။အကြောင်းကတော့သူယောက်ျားဖုံးမဆက်တာတပဲလောက်ရှိနေတဲ့အတွက်စိတ်ပူနေလို့ပါ။ဒီအလုပ်ထဲမှာတော့ဒူးသားနာတော့မရှောင်နဲ့စော်ကြီးဆိုတဲ့ကောင်ကများများနဲ့အလုပ်တူတူလုပ်တဲ့သူနာပြူကောင်လေးတယောက်ဖြစ်ပါတယ်။ဒီကောင်ကများများကိုဖုံးချောင်ပြီးတော့ဂွေးသီးတထုပ်လာပေးနေလို့ပို့ပြီးတော့စင်းညစ်နေရပြန်ပါတယ်။ မကြခင်မှာတော့ရုပ်ရည်ရဆိုသလိုကြော်လေးစီကဖုံးဝင်လာခဲ့ပေမဲ့တုံးစားမရတဲ့ MPD လိုင်းအကြောင်းဖုံးငါချက်ချင်းကြာသွားပါတယ်။အဆက်အသွယ်မရတာနဲ့ဆိုင်ရင်အဆက်အသွယ်လေးရလာတော့သူမလည်းပျော်ရွှင်သွားခဲ့ရပါတယ်။အိမ်မှာတန်ရှင်းရေးလုပ်နေတော့ရိုစီစုရောက်လာပြီးတော့ဥကြော်ကြီးကလုပ်ငန်းတူမိတ်ဆွေတယောက်ရဲ့တမိဖြစ်ကြောင်းများများကိုပြောလာရင်လည်းသူတို့နှစ်ယောက်စလုံးကိုမိတ်ဆက်ပေးလိုက်ပါတယ်။တကယ်တော့ဥကြော်ကြီးကခေသူမဟုတ်ဘဲနဲ့ဒီကောင်မလေးနဲ့ဖောင်းတိုင်းဖို့အတွက်ရောက်လာခဲ့တာပါ။ ဒါကိုအလိုက်မသိတဲ့များများကထမင်းစားဖိတ်နေလို့နှစ်ယောက်သားအခက်တွေ့နေရပါတော့တယ်။များများထမင်းစားဖိတ်တာကိုငင်းလာပြီးတဲ့နောက်မှာတော့ဥကျော်နဲ့ရိုးစီစီတို့နှစ်ယောက်သားအ мян လေးနှက်ပြေတက်လိုက်ကြပါတယ်။ကျော်လေးဘက်မှာတော့တောင်းကျမ်းနေသူတွေနဲ့ပြစ်ခတ်ကြရင်လည်းခက်ခက်ခက်ခဲပြတ်တမ်းနေရပါတယ်။သူတို့တရင်ကလည်းဝမ်းနေစရာကောင်းလောက်အောင်စစ်သားတော်တော်များများတိုက်ပွဲကြသွားခဲ့ပြီးတော့ဒီတိုက်ပွဲကြသွားတဲ့အထက်မှာကြော်လေးတယောက်လေးအပါအဝင်ဖြစ်ပါတယ်။ကြော်လေးတရင်ကြောင့်အခုမှလက်ထက်ကာစားဖြစ်တဲ့များများတယောက်မိုးဆိုးမှယာတူကိုယာသွားပါတော့တယ်။ ဦးကျော်ကြီးလည်းသူသားအဖြစ်ကြောင့်စိတ်ထိခိုက်ပြီးတော့ခရောင်ကတန်းတွေဖြစ်နေရရှာပါတော့တယ်။ကျော်လေးမရှိတော့ဦးကျော်ကြီးအိမ်မှာမန်နေဂျာတော့တဲ့ချွေးမဖြစ်တဲ့များများတယောက်အိမ်ပေါ်ကနေဆင်းဖို့အတွက်ကိုပဲဆုံးဖြတ်လိုက်ပါတယ်။ဦးကျော်ကတော့သူနဲ့သွေးမတော်သားမဆက်ပေမဲ့ချွေးမဖြစ်နေတော့ဒီအိမ်မှာပဲနေထိုင်ဖို့အတွက်ကိုတောင်းဆိုလိုက်ပါတယ်။ချွေးမလေးများများလည်းဒီကနေဆင်းသွားရင်နေစရာမရှိတော့မှဆိုတော့တိတ်မစင်းစားတော့ပဲဦးကျော်စီမှာပဲနေဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ မကြခင်ချိန်လေးမှာတော့ကြော်လေးကိုလည်းမမေ့နိုင်သေးတဲ့များများတယောက် BE လေးနဲ့ဖြည့်သိမ့်နေရင်အမူးလွန်လေလို့ဥကြုံကဂရင်ပေါ်ထန်းခေါ်လာရပါပြီ။ထင်းတဲ့အတိုင်းပဲအချိန်လေးတက်နေတဲ့များများနဲ့ဥကြော်တို့ဒီညမှာပဲဝူရှူဝါရှားတွေဖြစ်ကုန်ပြီးတော့နှက်ပြေကိုရောက်ကုန်ကြပါတယ်။မနေ့ရောက်တော့ညကမှားခဲ့တဲ့ကိစ္စကိုဘယ်တော့မှမဖြစ်ခဲ့သလိုထားခဲ့ကြဖို့နှစ်ယောက်သားဆုံးဖြတ်ချက်အတိုင်းပင်ထားကြပါတယ်။ဒါပေမဲ့လည်းတိန်ထဲမှာချွေးမလေးနဲ့ဥကြော်တို့နှစ်ယောက်တည်းပဲရှိကြတာဆိုတော့အနေနီးလာကြရင်လည်းခန်းစားချက်တွေလည်းတနေ့တခြားပြင်းထန်လာခဲ့ပါတယ်။ တညမှာကြော်လေးနဲ့များများရဲ့နှစ်ပတ်လည်ညသာစားပွဲကိုအမတ်တရအနေနဲ့ကျင်းပနေတော့ကြော်လေးကိုတတိယနေတဲ့များများကဝမ်းနဲ့မျက်ရည်ကျနေတဲ့ချိန်ဦးကြော်လေးချွေးမလေးကိုနှစ်သိမ့်ပေးလိုက်ရင်လည်းနှစ်ယောက်သားနှက်ပြည်ကိုထက်ရောက်သွားရပြန်ပါတယ်ချွေးမနဲ့ရောက်ကတိတို့ဒီလိုမျိုးနှက်ပြည်လေးတက်လိုက်ငရဲပြည်လေးဆင်းလိုက်နဲ့အဆင်ပြေနေကြတော့သတင်းစိုးတစ်ခုကကြောက်လာခဲ့ပါတယ်အကြောင်းကတော့ရှေတန်းစင်းမျက်နှာကနေအသက်မသိပဲနဲ့ပြန်ရောက်လာတဲ့ကြော်လေးတယောက်ကြောင့်ကိုဆေးရုံကနေဖုံးဆက်လာခဲ့လို့ဖြစ်ပါတယ် ကံကောင်းထောင်းမှပြီးတော့စစ်ပွဲကတကယ်တည်သွားတာမဟုတ်ဘဲနဲ့ကျော်လေးရဲ့သတင်းချောင်းဖြစ်ပါတယ်။ကျော်လေးကဒဏ်ရာကြီးကြီးမားမားမရခဲ့ပေမဲ့သူ့ကြုံခဲ့ရတဲ့တိုက်ပွဲအနှိမ့်ထာယုံတွေကြောင့်စိတ်ရောဂါတော့ဖြစ်နေရပါတယ်။စေယုံကဆင်းပြီးတော့အိမ်မှာတမင်းစားကြတော့လေကျော်လေးကစိတ်အခြေအနေပုံမှန်ပြန်မဖြစ်သေးတော့များများတို့အသေးချာဂရုစိုက်ပေးရပါတယ်။ဒီလိုနဲ့များများရဲ့ပြုစုမှုတွေကြောင့်ကျော်လေးတယောက်စိတ်ရောဂါအခြေအနေကနေပုံမှန်လေးဖြစ်လာနိုင်ခဲ့ပါတယ်။ ကျမ်းမာကြီးကလည်းပုံမှန်ပြန်ဖြစ်လာတော့မင်္ဂလာသာဆောင်လိုက်ရပြီးအာရပါရမတီးလိုက်ရတဲ့မိန်းမဖြစ်သူကိုဒီနေ့မှပဲအာရပါရတီးကြပါတယ်။သူတို့လည်းမရတီးနေတော့မနေနိုင်တော့တဲ့ဥကြုံကအရင်တီးနေကြရိုစီစုကိုချိန်လိုက်ပြီးတော့တီးဖို့လုပ်ခဲ့ပေမဲ့လက်ကမြန်လွန်းနေတဲ့ဥကြုံတယောက်အခက်တွေ့သွားရပါတယ်။အကြောင်းကတော့ချွေးမကိုရိုးရိုးမတီးပဲနဲ့ဖုံးနဲ့ပါမှတ်တမ်းတင်ထားလို့ဒီမှတ်တမ်းကိုရိုစီစုတွေ့ပြီးတော့ပြဿနာတွေဖြစ်ကုန်ကြလို့ပါ။တစ္ဆာရှိရှိဦးလေးအရွယ်ကိုပေးတီးထားတော့မငြိမ်မနေပဲနဲ့ချွေးမချင်းကိုပါသွားစိန်နေလို့ တားဖြစ်သူကိုကျော်လေးကိုဒီเจ้าတွေအကုန်လုံးပြောပြလိုက်ပါတယ်။ကိစ္စအားလို့တီးသွားတဲ့ကျော်လေးတယောက်ဘုံဆိုင်ဒီဇိုင်းမှာဘီယာတောက်နေရင်းနဲ့ညာငံမာလေးတယောက်နဲ့သူ့ဘွားကြောင့်ကိုရင်ပွင့်ရင်းနဲ့ဟိုတယ်ကိုမလာခဲ့ပါတယ်။မုံညုံနေတဲ့ကျော်လေးကညာငံမာလေးကိုအပြတ်အသတ်တီးပြီးတော့နှက်ပြီတက်ပြီးပြဿနာတွေကိုခဏတာမေးဖို့အတွက်စူးစမ်းလိုက်ပါတယ်။ပဝင်ချင်းကလည်းချွေးမနဲ့ရောက်ခတ်တီအဖောက်ပြန်နေတာကိုအတင်းပြောနေကြတော့ကျော်လေးတယောက်မကန်စားနိုင်တော့ပဲသုံးဝင်ဆိုင်ရှင်းချဖို့ဖြစ်လာခဲ့ပါတယ်။ ပြဿနာရှင်းဖို့လုပ်နေတဲ့အချိန်မှာအဖေဖြစ်သူနဲ့ပူပူကက်ကက်စကားပြောနေတဲ့များများရဲ့အမှုရာတွေကြောင့်စိတ်ထဲမှာဒေါသထွက်လာတော့ဘာမှမပြောတော့ဘဲအခန်းထဲကိုသာဝင်သွားခဲ့ပါတယ်။ညနေစာအစားနေကြတော့စိတ်ချမ်းသာရေးဆရာဝန်နဲ့တွေ့နေတဲ့အကြောင်းအကျော်လေးကပြောနေရင်လည်းထမင်းစလုံးတွေကတနက်ထုတ်ပြီးတော့များများကိုချိန်လိုက်ပါတယ်။အကြောင်းကတော့ပဝင်းကျင်ကရောက်ခတိနဲ့ကျွေးမတို့ဖောက်ပြန်နေတာကိုအတင်းပြောနေကြပြီးမြဲကျော်လေးရဲ့အတွက်သူတို့နှစ်ယောက်ကိုလက်ပူးလက်ချက်မိထားခဲ့လို့ဖြစ်ပါတယ်။ တနက်နဲ့ချိန်လိုက်ပြီမဲမိမကိုအရန်ချစ်တဲ့ကြော်လေးကတော့ဘာမှမလုပ်ဖဲနဲ့ဘေးကိုသာတနက်တစ်ချက်ဖောက်လိုက်ပါတယ်ဒီကိစ္စတွေဖြစ်ပြီးတော့တပတ်လောက်ကြာတော့ကြော်လေးစီအဖေဖြစ်သူကြော်ကြီးရောက်လာခဲ့ပြီးတော့မြမြထွက်မသွားခင်ခြံထားခဲ့တဲ့စားတဆောင်လေးပေးသွားခဲ့ပါတယ်ရောက်ကတိကြီးဥကြော်နဲ့သူမကြာကဖြစ်ပြတွေကိုနားလည်ပေးဖို့နဲ့ကြော်လေးကိုလည်းသူမအခုထိချစ်နေသေးကြောင်းရေးထားပြီးတော့အဝေးဆုံးမှာနေတာအားလုံးအတွက်အကောင်းဆုံးရှင်သန်နေကြပါလို့ရေးထားတာဖြစ်ပါတယ် များများကတော့သူမအလုပ်မှာစိတ်ကိုနင်းမြုပ်ပြီးတော့အလုပ်တွေစ조사နေရင်အတိတ်ကမားတွေကို조사ပြီးမေးပြဖို့အတွက်အသက်ရှင်နေထိုင်ရင်းနဲ့ဇလန်းလေးကိုအဆုံးသတ်ထားပါတယ်။ဟုတ်ကဲ့ပါကျေးဇူးအားပေးခဲ့ကြတဲ့ပရိသတ်ရောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။